ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေဆိုတော့ Chelsea နဲ့ Gunners ပွဲမှာတော့1-0ဆိုတဲ့ရလနဲ့ကျွန်တော်က Stamford Bridge မှာ Manchester United ကကျွန်တော်ရှုံးနေနီးပြဖြစ်တဲ့ Ruben Amorim ရဲ့အသင်းကကျွန်တော်အတိုင်းတာတစ်ခုဒီပွဲထွက်လူစင်းမှာ Senior ကစားမတွေအကုန်လုံးနီးပါးကိုကျွန်တော်ပွဲထုတ်ခဲ့ပြီမြဲလို့ကွင်းထဲမှာကစားသွားတာက လုံးဝကိုရှော့ရစရာပဲလုံးဝကိုရှော့ရစရာပဲတော်တော်ကိုတော်တော်ကိုပြောဖို့ဆိုဖို့ကျွန်တော်ကောင်းတယ်အမူရင်ကတော့ပွဲမတိုင်ခင်မှာပြောတာပဲသိရမလားဒီ ျွန်တော်အနေနဲ့အနိုင်ရခြင်းနဲ့တို့ကစားသမားတွေအနေနဲ့တီးထက်ပူပြီးတော့ဘယ်လိုပြောမလဲအကောင်းဆုံးအနေထားနဲ့ကစားရမယ်တို့နော်ဘောလူဝဲမတိုင်ခင်မှာဘောလူဝဲမတိုင်ခင်မှာဗါတယ်ဒီအကောင်းဆုံးပြင်ဆင်တဲ့အနေနဲ့နော်ကျွန်တော်လူစင်းနေအကုံပွဲထုတ်လာတာဖြစ်တဲ့တဲ့ဒီပွဲကလည်းဘောလူဝဲတစ်ဖွဲ့ကစားရမယ်ဘာညာဒါမှမဟုတ်ပြောလာတာပဲပြည်ထနာကသူကစားမားတွေက तू ပြောတယ်လို့ဟုတ်မနေဘူးเนาะတကယ်ပါတော်တော်ကိုရှော့ရစရာကောင်းတယ်ကျွန်တော်တပွဲလုံးမှဂူပေါကန်တူမူ၅ချိန်ပဲရှိတယ် ကိုပေါက်တဲ့တာတကြိမ်ပဲရှိတယ်ဗျစဉ်းစားကြည့်เนาะစဉ်းစားကြည့်တော့ကိုပေါက်တဲ့တာကျွန်တော်တကြိမ်ပဲရှိတယ်အဲ့ဒါအာမက်ဒီယာလို့ကန်နယ်လို့ဆန်းချက်ပုတ်သွားပြီးတော့တောင်းကမိုးရတာဒါပဲကျွန်တော်တို့အတိုက်စစ်မှာမှတ်မှတ်ရရအော်မင်းကြီးမလားအမှန်ကန်ဖန်တီးလိုက်တာပဲဟေးဆိုပြီးတော့ပြောလို့ရတဲ့ chance creation ပေးမလဲမရှိခဲ့ဘူးမရှိခဲ့ဘူးဘာ chance creation မှမရှိခဲ့ဘူးကျွန်တော်ဗျာဘယ်လိုပြောမလဲကစားကစားမားတွေကကျွန်တော်တိတ်ကစားချင်တော့တယ်လို့မထင်ဘူးသိလားအဓိကအပြင်ကတော့အဲ့ဒီ Europa League Final ရှိနေလို့ဒီကောင်တွေကိုကြည့်ရတာကိုပြောတာ MOD ဖြစ်ချင်တာနဲ့ဒီကောင်တွေပြုတ်မှုနေတာနဲ့ကတခြားစီဖြစ်နေတယ်။ဟိုနံပါတ်1အနေနဲ့ပေါ့နော်နံပါတ်1အနေနဲ့ဒီနေ့ပွဲမှာဘယ်ကစားသမားမှကျွန်တော်တို့ဒါတန်ရမရခဲ့ဘူး။ဒါဟာကျွန်တော်တို့အတွက်အကောင်းဆုံးအပေါင်းလက္ခဏာဆန်တဲ့ရပဲ။ပွဲမတိုင်ခင်ကလေးကပွဲကြိုးသုံးသက်ချက်ကြီးကျွန်တော်လုပ်ကလေးကလူစရင်တန်ရရဖို့ဘာညာမပြောနဲ့ပြာမင်းပွဲထွက်လူစင်းတဲ့ကိုထဲ့မကစားစီချင်တာ။အမောင် MOD တို့ကထဲ့လာတယ်ပြာနော်အကုန်လုံးနှီးပါအကုန်နှီးပါပါကျွန်တော်ကာနာချူကလွှဲရင်နော်အကုန်ထဲ့လာတာ။ ဟုတ်တယ်မလားနော်ကာနာကျွဲလည်းအကုန်ထည့်လာလားဒါမျိုးလို့ပေါ့နော်ဟိုကိုရီးယားတော့ injury ပါလေစိတ်ပူတာပေါ့ဆိုတော့ injury တွေရမသွားဘူးနော်အာမတ်ကလည်း minute 90ပြည့်ကစားတယ် Aiden Heaven တို့လည်းပြန်ပြီးတော့လာတယ်ကစားတယ်ဆိုတာနည်းနည်းတွေ့ရတော့မဆိုးဘူးပေါ့လေနော်မဆိုးဘူးပေါ့ဒါဒါတော့အဆိုးရရအကောင်ပေါ့လေဒါကျွန်တော်တို့မျှော်လင့်ဆုံးအရာကဒါပဲကိုဒါမျိုးလို့ပေါ့နော်ခုနပြောသလိုပဲဟိုကစားမားတွေအတွက်ကစားမားတွေဘာအတွက်ကျွန်တော်ကြည့်ရင်ဘလို့မှန်ပေါ့နော်ဒီပြိုင်ပွဲကြီးကိုဒီကောင်ကြီးကစားနေတယ်လို့မခံစားရတော့ဘူးကျွန်တော်တို့ကြည့်ကြည့်ပြ ဒီ Chelsea ဆိုလို့ရှိရင် Champions League ဝင်ခွင့်ရဖို့သူကြိုးပမ်းနေတယ်မလားကြိုးပမ်းနေတယ်ဆိုတဲ့အနေအထားမှာကစားမားတွေကအမှန်ကန်ပဲနော်သူတို့လုံနိုင်တာတွေအကုန်လုံးနော်ရှင်းရရှိရရှင်းအချိန်ဆွဲတရားရှိတာဆွဲကန်တရားရှိတာကန်ဖန်တီးတရားရှိတာဖန်တီးပြီးတရားရှိတာပြည်ဒါမှမဟုတ်ဒီကျွန်တော်တို့သွားနေတာ United ကတော့အဲ့အဲ့အဲ့ဒါကြောင့်ကျွန်တော်ပြောတာဗျာသိလားအဲ့ဒါကျွန်တော် MOD ပြောလိုက်တဲ့ဇာတ်ကတော်တော်ကိုကျွန်တော်မှားတယ်ဒါကတိတာလွန်းနေပဲမယ်လေလို့တော်တော်ကိုမှားတယ်ဗောနော်ဖြစ်တဲ့အရာဖြစ်ပင်နေတယ်လို့ကျွန်တော်တို့လွန်ခဲ့တဲ့ဟိုဘက်ကသူပြောတယ် ဂျီရိုပါလေးကိုပဲကျွန်တော်အာယုံဆိုင်တော့မှာပေါ့နော်ဟိုပရီးမီးယားလိမာကကျွန်တော်တို့ကဘာမှမထူးတော့ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးကြီးပြောချပလိုက်တာဆိုတော့ကစားမားတွေကမင်းမဒိုင်းကြီးပြောတာမတိပဲဘလို့နေမှာတော့ဟုတ်တယ်မလားဆိုတော့ကစားမားတွေကျွန်တော်ဒီပွဲမှာကျွန်တော်ကြည့်လိုက်ဗျာအာဒီပွဲကိုနိုင်ကျင်တယ်ဟေ့ဆိုပြီးတော့ကစားတဲ့ကစားမားပြီးတယ်မလားဘယ်နှစ်ယောက်ကျွန်တော်တွေးခဲ့လဲဒီပွဲမှာတိတယ်နော်အခုကယူရိုပါလိဒီမှာကျွန်တော်ကစားနေကြတယ်ယူရိုပါလိမှာအားထည့်သလောက်ကိုမရှိဘူးယူရိုပါလိကတော့ဖိုင်နယ်ရောက်သွားပြီဘာညာဖိုင်နယ်လေးရောက်ချင်းကြတယ်ဘာညာဟာနော်ငါတို့က ဟိုဗာလဲပရီးမီးယားလိမာလဲတကယ်အဆင်မပြေတော့ဘူးယူရိုပါလိပဲရှိတော့တာယူရိုပါလိမှာအားဆိုင်မှရမယ်ဟဲ့ဆိုပြီးတော့ကစားနေတယ်လို့မျိုးတခါမှလက်ရှိပရီးမီးယားလိမှာကျွန်တော်မတွေ့ရဘူးအခုဒီပွဲဆိုကျွန်တော်ကြည့်ပါလားတစ်ဖက်ကချန်ပီယံစ်လိဝင်ခွင့်တဲ့အသေးတန်ကန်နီရတဲ့အသင်းတစ်ဖက်ကလည်းကျွန်တော်အနေနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲကိုရီးယားအားငါတို့ကတော့ final အတွက်ပြင်ဆင်မှုလိုတယ်ဆိုပြီးတော့အမှန်ကန်ချနေရမယ်တင်အခုကဘာမှမဟုတ်ဘူးပြေကိုရီးယားတော့ရှောင်ဆော့စီနေတာပေါ့လေအမှန်တမ်းပြောရင်ရှောင်ဆော့စီနေတာပေါ့တည်ရမပါတဲ့ရင်ဘာ injury ပြဿနာမှမကြုံဘူးလीကောင်းနေပဲ ဒါပေမဲ့လို့ပေါ့နော် MOD ဖြစ်စီခြင်းနဲ့ MOD ပြင်ဆင်ခြင်းနဲ့ပုံစံတွေကကျွန်တော်တခြားစီဗျာ။ तू ကကစားမားတွေနေနဲ့ NIR လိုက်နော် final မှာကစားသလိုကစားစီခြင်းတာ final မှာကစားဖို့အတွက်ကြိုပြီးတော့ပြင်ဆင်နေတဲ့ပုံစံမျိုးတွားနေတာဖြစ်တဲ့တွေ့ရဲ့ तू ကအကောင်းဆုံး तू ကဖြစ်ခြင်းတာ तू ကစားမားတွေကအဲ့လိုမဟုတ်ဘူး။ကစားမားတွေမှာနိုင်လို့ခြင်းနဲ့ဒီရမလားစိတ်တွေနော် design တွေဘာမှမကျွန်တော်မရှိတာ။အခုကျွန်တော်တို့ကြည့်ကြည့်ဗျာ tight tight စိတ်ကတော်တော်ကိုစူးစူးဝါးဖြစ်တယ်။အဲ့ tight စိတ်ပိုင်းကတော်တော်ကိုစူးစူးဝါးဖြစ်တယ်ကျွန်တော်တို့ဒီ လို့ပြောမလဲဟို Redman White Land ပေါ့နော်ကျွန်တော်ကတော့ White Land နဲ့ဒါစပါးနဲ့ပွဲကိုပွဲထွက်အောင်မယ်ဆိုရင် White နဲ့ကမထင်ဘူးမထင်ဘူးဆိုတာစဉ်းစားကြည့်ပြ Redman White Land နဲ့ Christian Romero နဲ့ Mickey Van de Ven နဲ့ကျွန်တော်ဘယ်လိုသွားကန်မလဲဘယ်လိုသွားကန်မလဲစပါးကသူ့အဲ့ဒီကစားမတွေအကုန်နားပေးခဲ့တာမင်းထိကိုမထိဘူးထိကိုမထိဘူးအကုန်နားပေးခဲ့တာနော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့က Van de Ven အတားမြန်နေဗျာနော်ခရစ်စတီယာနိုရိုမဲရိုကလေသူအမြင်ဘောတွေလည်းကောင်းတယ်တက်ကယ်စီလည်းကောင်းတယ်သူကဗာလေဒီ aggressive လည်းဖြစ်တယ်ကစားတာ ော့ white land နဲ့ကျွန်တော်ဘယ်လိုသွားကစားမလဲဟုတ်တိုက်စစ်က white land နဲ့တော့မရဘူးပြည်ထနာကကိုရီမာရွေးချယ်စရာအများကြီးရှိလားတခုပဲရှိတယ်ဗျာနော်မီဆန်မောင့်ရဲ့အာမက်ဒီယာလိုရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ကိုဘီမိန်းနူးဒါမှမဟုတ်လို့ရှိရင်အဲဂါနာချူဂါနာချူပေါ့နော်ဆိုတော့ထားပါတော့မောင့်ရဲ့ဂါနာချူရဲ့အဲအေအေဝါရဲ့အာမက်ရဲ့ကျွန်တော်ထဲတိုက်စစ်သုံးအောင်နေမင်းတို့သွားကြကွာအဲ့လိုအဲ့လိုထားရင်ထားအဲ့လိုမဟုတ်လို့ရှိရင်တော့ရက်စမန်နေရတော့ဘာမှလုပ်လို့မရဘူး အခုကနောက်တန်းကြီးကိုဗျာတိခနာကိုကြီးနဲ့တွန်းက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 လှုပ်နေတာအဲ့ထက်မပိုးဘူးဒါပဲလှုပ်နေတာနော်ဟိုကိုကလောင်းပေါ်ပေးလိုက်တဲ့အလုံးကိုအမေမှန်ကန်ထိန်းသွားပြီးပြီဆိုလို့ရှင်လည်းပဲနောက်မှတွေ့နေရတာဗျာသူ့နောက်မှဒက်ဖနာတယောက်ကကန့်နေတာသူဘလို့မှရှိဘူးပြီးလို့မရဘူးနောက်ကကစားမကိုပြန်ပြီးမှအဲ့ကစားမကရှိဘူးပြန်ပို့လို့ရမယ်အဲ့ဒါလေကုလူစီကိုမပို့နိုင်ဘူးဘော်လုံးကြီးကိုရအောင်ထိမ့်ပြီးတော့ဗျာပေးလို့ရနေတဲ့အချိန်ကြီးဗျာမြေချောင်းနှစ်ချောင်းပါတယ်ကွာသိလား ီးလားအရာရာတိုင်းကိုဘယ်တန်ဆိုပြီးတော့ဘယ်နဲ့လှုပ်ဆရာမှမလို့တာဟုတ်တယ်မလားနော်နည်းနည်းလေးတော့မပြီးတဲ့ဘူးလားဗျညာချီလေးနဲ့တော့မှမဟုတ်ဘူးဆရာရဲ့ဘယ်ကျော်ဘယ်ချီပဲဖြစ်ဖြစ်ညာချီပဲဖြစ်ဖြစ်ဘလို့မှအစင်မပြူ restment ကစားတာကနော်ဒါကြောင့်ဟိုဘယ်လိုပြောမလဲအခုလဲတိုင်ပတ်နေပြီအသင်းလိုက်တိုင်ပတ်နေတဲ့အပြင်ကိုဒီကောင်မှတိုင်ပတ်နေတာသိလားနော်အဲ့လိုမျိုးဆိုတော့ final မှာ restment နဲ့နှစ်ပါသွားဖို့ကတော့တိုက်စစ်မှာတော်တော်ကိုစိတ်ပူသွားတယ်လို့ထင်တယ်နော်ဒါအပြင်ဟိုအခုလက်ရှိ MOD ပြောသလိုပဲအာကျွန်တော်တို့က final အတွက်ပြင်ဆင်နေတာပေါ့နော် final အတွက် ဒါဒါ final ကိုကစားမဲ့ဒါလူစင်းပြဒီလူစင်းကအလွန်ဆုံးပြောင်း၃ရောက်ပေါ့သိလားနော်ကျန်တဲ့ဟာတွေကအကုန် final မှာကစားမှာကျွန်တော် final ကကစားတော့မှာနော်နောက်၃ရက်၅ရက်ဆိုလာပြီလာပြီဆိုတော့ဘလို့သွားကန်ကြမလဲဒီပုံစံနဲ့ကျွန်တော်ပြောချင်တာဒါအပြင် MOD ပြင်ဆင်มาတယ်ဆိုတဲ့နေရာမှာကြည်လိုက်နော်ဘာဘာလဲဘာတွေ့လဲလောင်ဘောတွေကြီးပို့တာဗျာသိလားဦးနနာကလည်းဖုံးသူပို့လိုက်ပြန်ပြီ Christmas ကိုကက်စမဲတို့ကဖုံးသူပို့လိုက်ပြန်ပြီတန်မြန်အာမက်စီကိုနော်ဦးကောင်းလေးလည်းဖုံးသူပို့လိုက်ပြန်ပြီရှေ့ကို လောင်ဘောတွေကြီးပဲသွားနေတာကျွန်တော်ပြောရှင်းရှင်းလေးကိုဘက်ကလောင်ဘောသွားမယ်ဆိုရင်အဲ့လောင်ဘောအဲ့အမြင်ဘောကိုပြီးရရှင်လူမဲ့ကစားမှာဘာလို့ရှိလို့တုံးအမြင်ဘောတွေရှင်မလူနိုင်ပင်နေတော့အဲ့အမြင်ဘောတွေသွားနေတာကသူများစီကိုဘောလုံးပေးသလိုပဲဗျာကိုက ground ကနေပဲသွားနေလေဟုတ်တယ်မလားအခုကတော့ MOD ကတော့ final တွေပြင်ဆင်လာလို့ပြောတာပဲဒါပေမဲ့တွေ့ရသည်များကအကုန်လုံးကလောင်ဘောတွေကြီးပဲပို့နေတာ white lens ကိုသိကြတယ်ဒီပုံစံတွေကတော့ကျွန်တော်ပြည်သက်တွေမမျော်လင့်လည်းပဲ resonance white lens ကိုကျွန်တော်တိုက်စစ်မှာတွေ့ရအောင်မှာပဲ final မှာ ဘာလို့လဲဘာလို့လဲဆိုတော့လောင်ဘောတွေပြီးနေတာလေလောင်ဘောပြီးဖို့ဆိုတော့ကာနာဂျူနဲ့လည်းအဆင်မပြေဘူးဟုတ်တယ်မလားနော်မိန်းနူးလည်းအဆင်မပြေဘူးတော့ white line မှာ white line ဖြစ်နေမှာကိုကျွန်တော်ရမှာရှင်းရှင်းလေးရပြသည်လားဒါကြောင့် amorin ပြင်ဆင်ရဆိုတာဘာလဲပေါ့နော် amorin နည်းနဲ့ဘာလို့ပြင်ဆင်တာလဲပေါ့ final မတိုင်ခင်မှာအကောင်းဆုံးပြင်ဆင်မယ်လို့သူပြောတာကိုနော်ဘာလို့ပြင်ဆင်တာလဲပေါ့လောင်ဘောတွေကြီးပဲတွေးနေတယ်ဆိုရင်တော့မကြိုက်သေးဘူးနော်ဆိုတော့အသင်းကပြနောက်တန်းကတော့တိုင်ပက်တယ်စပါးဆိုလို့ရှိရင်နော် ဆိုလန်ဂီတို့ရစ်ရှာလီဆန်တို့ကအမြင်ပေါ်တော်တော်ကောင်းတဲ့ကစားသမားတွေအဲ့ဒါကိုခေါင်းကြီးတယောက်တည်းနဲ့ဘယ်လိုကျွန်တော်ဘယ်လိုဖြေရှင်းကြမလဲလန်နီယူရိုကဖိုင်နယ်မှာပါနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးเนาะပြီးလို့ရှိရင်ကျွန်တော်လင်နီလော့ဖ်ကလည်းခေါင်းဘောအဆင်မပြေဘူးမာစတာဝီလည်းကျွန်တော်ခေါင်းဘောအဆင်မပြေဘူးအဲ့တော့ကျွန်တော်ဘယ်လိုဘယ်လိုဘယ်လိုသွားပြီးတော့အဲ့အမြင်ပေါ်ကိုရှင်းကြမလဲစပားက ground လည်းကောင်းတာပဲเนาะအမြင်ပေါ်လည်းကောင်းတာပဲเนาะတို့လည်းရှိ first first line နဲ့စတရအပြည့်နေတာဆိုလို့ရှိရင်စပားဟာကိုရီကိုဘောလုံးတော်မှာเนาะဒီကောင်ကိုရီမရအောင်ကစားပြပလိုက်လို့ရတယ် ဒီလားအဲ့လိုမျိုးနောက်တန်းနေအကုန်လဲပြီးထားတယ်နားပြီးထားတယ်တိုက်စစ်တွေနားပြီးထားတယ်ကွင်းလေတွေနားပြီးထားတယ်ဘူးသမားပါနားပြီးထားတယ်ဗီကာရီယိုပါကိုရီးယားအကုန်ထည့်လာတာနော်ဒါကြောင့်ပြောတာ UD ပြဿနာမကြုံသွားတာပဲကုတွက်ကောင်းတယ်လို့ပြောခဲ့တာကိုပြောတာနော်ဒါကြောင့်ပြာဒီ MOD ပြင်ဆင်တာအတွက်ပေါ့နော်ဘာကူပြင်ဆင်တယ်လဲကျွန်တော်ကောင်းကောင်းသဘောမပေါက်ဘူးဒါသာသူဟာနေသူတို့ရှိမှာပေါ့လေကျွန်တော်တို့ကတော့ ဟိုဘယ်လိုပြောမလဲကျွန်တော်ပြရလက်ကိုအဲ့လောက်ကြီးကြီးခေါင်းနဲ့မထည့်ဘူးထားအောင်တော့ကျွန်တော်တို့နော်မတိုင်ခင်ပြောကြသလိုပဲမဟုတ်လေကိုရဲရှုံးမှာပဲနော်ဒီချိန်မင်းစောက်တန်တန်နဲ့ကလည်းရှုံးမှာပဲဘယ်သိနဲ့ကလည်းရှုံးမှာပဲပရီးမီးယားလိကတော့ဗောနော်ဒါပြင်ပရီးမီးယားလိကလည်းနောက်ဆုံး9ပွဲ10ပွဲလောက်10ပွဲလားမသိဘူးဒါနိုင်ပွဲကပျောက်ထားတာအင်းတမိုင်းနေရတော့တွင်းနေတာပဲကောင်းတာတစ်ခုမှန်းတော့မပါဘူးအဲ့တော့အဲ့လိုမျိုးဆိုတော့အချင်းကြီးကအလုံးဝကောင်းမနေဘူးပြသေးလားနော်တော့ဟိုစိတ်ပူစရာကြီး final ကိုဒီပုံစံနဲ့ကစားမယ် final မှာချပါတော့အပြောင်းလဲဘူးသူရှိနိုင်တယ်နောက်တန်းကျွန်တော်စကြည့်ရင်ဦးနန်းနာပါမယ်ဗျာ ။နော်နောက်တန်းကိုကျွန်တော်တို့ကျင်ခေါင်းကြီးပါမယ်ဗျာ။တေချာပေါက်မာစတာဝီပါမယ်ဗျာ။ဆိုတော့ဆန်နဘက်ကအကယ်လို့ယူရူကစားနိုင်ယူရူယူရူမပါနိုင်ဘူးဆိုတေချာတဲ့လူရှောပါမယ်။မကွိုင်းယားပါမယ်။လင်ဒီလော့ဖ်ပါမယ်။ဒါပဲရှိတယ်။အေဒင်ဟေဘန်ကပါမှာမဟုတ်ဘူးနော်။ဒါပဲရှိတာ။နော်ဆိုတော့ယူရူတို့ပါလို့ဒီလစ်တို့ကျွန်တော်အခုချိန်ထိမတွေ့ရအောင်တော့ယူရူနဲ့ဒီလစ်ကိုသိလား။အခုချိန်ဒီယူရိုနဲ့ဒီလိကိုမတွေ့ရဘူးဆိုတော့ final ကိုမှီဖို့ကျွန်တော်တို့မထင်ဘူးเนาะပြီးရင် win back ကဘယ်သူရှိမလဲ win back ကကျွန်တော်ဒါ auto ဗါလဲ master ဝီရှိမယ် patrick 2ကိုရှိမယ်ဗျာ ဝင်းလေကဘာလို့ရှိမလဲကက်စမဲရိုးရှိမယ်ဥကာလေးရှိမယ်အဲဒါကြောင့်လေကက်စမဲရိုးကိုဒီနေ့ပွဲမှာစောစောစီးထုတ်လိုက်တာเนาะဟိုတိုက်စစ်ကဘာလို့ရှိမလဲဗျာဝှိုင်းလန်ရှိမယ်ဘရူနိုရှိမယ်ကာနာချူရှိမယ်เนาะဒါမှမဟုတ်အာမက်ဒီယာလို့ရှိမယ်ဗျာဟိုဘရူနိုဖန်နက်စ်ကဒါကက်စမဲရိုးနဲ့တွေ့ပြီးတော့ဒါကြောင့်ပြောချင်တာကအပြောင်းလဲကလက်ရှိဒီနေ့ကချယ်ဆီနဲ့ပွဲစဉ်ကတိုင်းနေထိုင်အများကြီးမရှိတော့ဘူးဖိုင်နယ်ပွဲမှာဒါဒီဖိုင်နယ်ကိုကစားမဲ့ပွဲအတွက်ကျွန်တော်တို့ကစားတာလို့ပြောလို့ရတယ်အဲ့ဒီပုံစံနဲ့ကျွန်တော်တို့ဘလူးဖိုင်နယ်သွားကစားမယ် စပားမန်ကဆိုလန်ဆိုလန်ကီဆိုလို့ရှိရင်ဆိုလန်ကီဆိုလို့ရှိရင်ဗျာအမြင်ဘောဒီနဲ့လည်းเนาะဒီကောင်ဂျူဝဲဘိုင်းတွေကနိုင်တယ်လေပြီးမြင်လည်းမြင်တယ်ဗျာပြီးရစ်ရှာလီဆန်ဗျာဒီလားပြီးဒီကောင်ရဲ့ဖူဘက်စ်တွေကိုကျွန်တော်ကြည့်လိုက်ဟိုဒူဥရူဂီတို့ပက်ထရူပိုရူတို့ကောင်နေနောက်တန်းကိုကျွန်တော်ကြည့်လိုက်ဗျာမြင်သားမြင်တဲ့ကောင်နေကွင်းတွေကိုကျွန်တော်ကြည့်လိုက်เนาะအင်းဗာလေဒီကိုင်စီတို့တောင်းမှကျွန်တော်နေလေလုံးဝပရက်ရှာပေးတာเนาะအဆင်မပြေဘူးစပါးကွင်းလေမှာဆိုရိုဒရီကိုဘန်တန်ကတို့ဘလူးကစားပြနေတယ်လေ နော်ဘီဇူးမားတွေလိုကစားမားတွေဘလို့ကစားပြနေတယ်လေ။အေးအဲ့လိုမျိုးတွေဗျာဒါတော့မှကလူဆက်စကီတို့ဘာလို့အင်ဂျူရီတွေကြုံသွားလို့မက်ဒီဆင်တို့ဘာလို့အင်ဂျူရီတွေကြုံသွားလို့နော်။အဲ့တော့ကိုအသင်းမှာအကြောင်းကျွန်တော်မလွယ်ဘူးပေါ့နော်။ MOD လက်ရှိပြင်ဆင်ဆင်နေဆိုတာမျိုးကြီးက final အတွက်ကျွန်တော်တို့မျှော်လင့်ချက်ကအများကြီးရှိမနေဘူးဗျာဒီလားမကန်သေးဘဲနဲ့ပရိသတ်တယောက်အနေနဲ့တော့မျှော်လင့်ချက်မရှိဘူးဆိုတော့လေနည်းနည်းတော့စိတ်ဓာတ်တော့ကျစရာပဲဒါပေမဲ့လို့ဒီပွဲရဲ့အနေထားကိုကြည့်ပြီးတော့ तू ကဒီပုံစံနဲ့ကစားမယ်လို့ပြောတာဟုတ်ဗျဟုတ်တယ်မလားနော်စပါးနဲ့ကျွန်တော် final ပွဲမှာ तू Chelsea နဲ့ပွဲကလို့ကစားမယ်လို့ तू ပြောထားတာဟုတ် တို့ဘယ်လိုမျောလင်းကြမလဲเนาะအချီအချီနေကောင်းတစ်ခုရဖို့တွက်ကလေอืมမထင်ဘူးเนาะဆရာသမားကြီးတိလာဒီနေ့တိုက်စစ်အဲ့ကြောင့်ဗျဒီနေ့တိုက်စစ်ကစားပုံကိုကျွန်တော်ကြည့်ပါလားတိုက်စစ်ကျွန်တော်တို့နေနေပေါ့เนาะဘလူဘလူဘယ်ပြောတပွဲလုံးเนาะတပွဲလုံးကျွန်တော်ဂိုးပေါက်ကန်တာ9ချိန်ရှိတယ်တစ်ချိန်မဲဂိုးပေါက်တဲ့တယ်လို့တိလာတစ်ချိန်မဲဂိုးပေါက်တဲ့တယ်ဘယ်ဘလူသွားပြီးတော့ကျွန်တော်တို့ကန်ကြမလဲအဲ့တချို့ကျတော့လေလာပြဟာစပါရှိမှရှုံးနေမယ့်စပါအက်စူမီလာကိုရှုံးတဲ့ပွဲကိုသွားကြည့်လိုက်เนาะမင်းမင်းမင်းအရန်မှာထဲ့ပြလို့မရှိရင် first line ကကစားမတွေကိုထည့်ဖို့မပြောနဲ့မင်းဟိုဟာဗါလဲအဲနိပြနိပြမင်းနိပြအန်ဂျီပါမင်းဝင်းကန်ပါသူသူ first line က player တွေကလုံးဝထိမှာမဟုတ်ဘူးနိပြအန်ဂျီပါဝင်းကန်ပါ first line ကကောင်တွေထိမှာမဟုတ်ဘူးသီးလားဗါလဲအကုန်နားပေးခဲ့တာလေအကုန်နားပေးခဲ့တာလေနော်ကိုကိုတွေဆိုတော့နားပေးမှာပဲဘက်ထရူပူလိုတို့ထိကိုမထိဘူးနော်ဗီကာရီယိုလိုကုသမာထိကိုမထိဘူးနော်ဘန်ဒန်ကာတို့ကိုနောက်ပိုင်းမှာထည့်တယ်လို့ဗါတို့ဆိုလန်ကီကိုဒုတိယပိုင်းမှာထည့်တယ်လို့ဗါတို့လားတယ် နောက်တန်းကကစားမာရီစန်နဘက်တီထိကူမထိဘူးမပားကူမလာဘူးဒီလားသူများတင်းရှုံတာတော့မပြောနဲ့ဒီကောင်တွေကသူတို့ကဘယ်သူမှမပါတာမဟုတ်ဘူးကိုရီရှုံတာကိုကျွန်တော်ကြည့်ဗျာကွဲထွက်လူစင်းကနေဘယ်နှယောက်ပါခဲ့တယ်လဲပြီးလို့ရှိရင်ကျွန်တော်တို့ကတော့အဲပြိုင်ဘက်ကိုဘယ်လိုဒုက္ခပေးနိုင်ခဲ့တယ်လဲတိုက်စစ်မှာငါတို့ဒီကောအခွင့်အရေးတွေဖန်တီးနိုင်ခဲ့သလားအဲ့တော့အခွင့်အရေးပိုင်ပိုင်နဲ့တဲ့ဗကြိန်ကဘိုးပေါက်တော်မှာ၅ချိန်ပဲကန်ခွင့်ရပြီးတော့ဘိုးပေါက်တက်တာဒီချိန်ပဲရှိတယ်ဘယ်လိုသွားပြီးတော့ကျွန်တော်တို့အနေနဲ့ပုံစံကောင်းတစ်ခုပြောင်းကျွန်တော်မျှော်လင့်လို့ရမလဲနော်အဲ့လိုမျိုးတော့ရှိတယ်ဒါကြောင့် ဒီပွဲကို MOD ကပေါ့နော်ဒီပွဲပုံစံတူအတိုင်း final ကိုကစားဖို့ရှိအဓိကတော့ဗျာဟို confirmation တွေဘာတွေကတော့သူရောက်ကြတယ်ကဒီတိုင်းသွားနေတယ်ဆိုတော့အပြောင်းလဲကတော့မရှိပါဘူးဒါပေမဲ့ပွဲထဲမှာချင်းကက်တဲ့ပုံစံတွေကိုပြောတာပေါ့နော်သူကအပြောင်းလဲမရှိဘဲနဲ့ဒီတိုင်းကစားဖို့ရှိတယ်ဆိုတော့အမြင်ရင်းလေးစရာကြီး final ကြီးอ่ะရင်းလေးစရာကြီးနော်ဆိုတော့ဒါပရိသတ်တွေကျွန်တော်တို့အတွက်တော့ဒါဘယ်ကစားမှမှ injury ပြဿနာမရတာကဒါအကောင်းဆုံးဖြစ်သွားတယ်လို့ပဲပြောရမှာပေါ့ကျွန်တော်ကတော့ တို့တို့အပေါင်းလက္ခဏာဆန်တာမရှိဘူးဆိုတော့ကြားထဲမှာလေ့ကျင့်ခန်းတွေပါလိဆင်းတဲ့နေရာမှာဘယ်ကစားမှမှဘာမှမဖြစ်ဘူးကျွန်တော်မျှော်လင့်ရမယ်။ final အတွက်ဒီထက်ပိုပြီးတော့ကောင်းနေမှရမှာပါ။ခုနက view အစမှပြောသွားသလိုပဲ exam တွေက premier league မှာဘာမှကိုကစားခြင်းစိမ့်မရှိလို့တာ။ Europa league မှာတိုင်ပတ်တဲ့ပွဲတွေတောင်မှဒီထက်ပိုပြီးတော့ကစားတဲ့ပုံစံဒီကစားမတွေရဲ့ designer တွေလူလာလူချင်းစိတ်တွေနော်တောင်းတာတွေဒါသူကစားနေတဲ့ပုံစံဒီကိုကသူတို့တစ်ခုခုအနိုင်လူချင်းနေတဲ့ပုံစံမျိုးတွေ့ရသေးတယ်။ premier league မှာကအဲ့လိုကိုမဟုတ်ဘူး။ ောက်ပိုင်းလည်းမင်းရှုံးနေတာဘယ်နှပွဲနိုင်ပွဲမရတာဘယ်နှပွဲရှစ်ပွဲလားမသိဘူးကျွန်တော်ရှိယူရတော့ရှက်ဖို့ကောင်းလို့သိတယ်မနော်အဆင့်ကလည်း16ဗျာဒါပြီးရင်လည်းပဲပွဲစဉ်38ပြည့် Aston Villa နဲ့ကန်မှာ Champions League ကိုအမှန်ကန်ဝိုးဝိုးကျူးပန်းနေတဲ့အသင်းကိုယ်ဒီတော့ဘာမှ chance မရှိတော့တဲ့ဒီဒီနှစ်ကတော့မင်းအမှတ်က40ကိုရမှာမဟုတ်ဘူးတိလားအချင်းကြီးအမှတ်က40ကိုရမှာမဟုတ်ဘူးအဲ့လိုရှိတယ်ဒါကြောင့်ဒါဆိုတော့ final ကိုကျွန်တော်တို့ final လာတော့မယ် final အတွက်ကစားမားတွေနော်နီးပြအကုန်လုံး အများကြီးပိုကောင်းမှုပဲကျွန်တော်မျှော်လင့်ရမယ်ဆူတောင်းအောင်မယ်เนาะဟိုကိုလီတွက်ကတော့ဒီပုံစံနဲ့ကတော့ chance မရှိဘူးဆိုတော့ဒီထက်ပိုပြီးတော့ကောင်းမှကျွန်တော်ရပါမှာเนาะဆိုတော့ညီကတို့နေနေရောဘယ်လိုမြင်ကြလဲဆိုတော့ဒါနောက်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဆိုတော့လက်ရှိချိန်ထိကျွန်တော်ဒါကြည့်ပေးနေကြတဲ့ညီကိုတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဒီပုံစံနဲ့ဆိုရင်ကောကျွန်တော် final ကအချင်းကြီးကောင်းပါမလားညီကတို့နေနေရောတိုက်စစ်မှာ rest map white line နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးသဘောရကြလဲ ချူနီကိုတရပြောနေကြတာပေါ့လေအာမင်းမင်းမင်းကြိုက်တဲ့ယာဒီဒီယာဒီဘလို့ကြိုက်တယ်လို့တိန်နောက်ယာဒီပွဲထွက်လူစင်မှာဘူဒမားနဲ့တိုက်စစ်နေရမှာဒီကောင်နှကောင်ဖြစ်နေလို့မရဘူးဆိုပြီးတော့ကိုပဲပြောနေကြပြီဆိုတော့ညီကတို့ဘလို့မင်းညားလဲနောက်ဆိုဆွေးနွေးကြပါချီချူပါပြီတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်